2025ခုနှစ်အောက်တိုဘာလ18ရက်ဒီနေ့တနင်္လာနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက် numerology ကဏ္ဍပေရင်းရဆိုရင်တော့အခွင့်အလမ်းတွေရမယ့်နေ့ဖြစ်ပါတယ်။စုံချုံထားတဲ့ငွေကြေးတွေအလုတ်ကင်တွေအခွင့်အရေးတွေပြန်ပေါ်လိမ့်မယ်။ကွဲကွာနေတဲ့သူမျိုးတွေကကိုယ်အကျိုးပြုတာမျိုးနိုင်ငံခြားရဝေးနေဆက်ရောက်နေတဲ့သူတွေစီကနေအဆက်အသွယ်ကောင်းတရင်ကောင်းရတာမျိုးတွေထူးထူးခြားခြားကြုံတွေ့ရတတ်ပါတယ်။ကံတရားကိုအထူးအခွင့်အရေးပေးဖို့လိုတော့ကတော့ဒီလိုနေ့မျိုးမှာ စွန့်ကန်ဘုံကြီးကို၅ကြော်လှူဒန်းပြီးစူတောင်းခြင်းအပြင်ဂန္တရားအခွင့်အရေးကောင်းတွေရပါလိမ့်မယ်ဒီနေ့မှာခொနည်းသားမီးအားလုံးကံကောင်းမှုလို့တော့ကတော့မနေ့စောမှာသူကတော်ဆိုတဲ့ဘုရားရှင်ရဲ့ဂုဏ်တော်ကိုအကျဉ်းချင်းပွက်ပြီးတော့မျက်နှာသိချင်းအပြင်ဒီနေ့ဒါလုံးကံပွင့်လက်ပွင့်စမ်းပွင့်ပါလိမ့်မယ်ဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပညာရေးအတွက်အနောက်ရှက်အတိုက်ခိုက်ကင်းပြီးတော့အေးချမ်းတာယာဖို့အတွက်ကတော့မနေ့စောမှာ နွားတို့တခွဲ့မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးမှပညာသင်ကြားရင်သွားပါဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာ၏အတွက်ကတော့မာဘုတ်ဗေဒနိယတင်းနာနေဘွားပုတိဘွားဇာတာရှင်များဖြစ်ကြပါတယ်ငယ်စဉ်မှာခက်ခဲပြီးတော့အသက်ကြီးရင်ချိန်မှာအောင်မြင်မဲ့သူများဖြစ်ကြပါတယ်ဒီနေ့ကြားဟုတ်တဲ့မွေးနေ့ရှင်တွေအတွက်ကတော့ကုသိုလ်ရရပြုဖို့အတွက်ခမင်းကျော်မြတ်စွာဘုရားရှင်ကိုကတ်လူချင်းခမင်းကျော်ဆွမ်းလောင်းချင်း ဆွေမျိုးမိတ်ဆွေအပြိသတ်တွေကိုထမင်းကြော်ဒါနာပြုခြင်းအပြင်တနစ်တာလုံးကံခွေးကောင်းတွေပေါ်ပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးဆုံးမကဏ္ဍကတော့တက္ကနံကိုးကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမလို့တက်ဆိုရင်တော့ပတ်စံတရမှာခဲနံနဲ့ကာကြီးတလုံးရိပ်ရင်မွေ့ဆွပြီးဆောင်ရလိုက်ပါခင်ဗျာအသေးကောလက်ကောရေရာဖြစ်ကတော့မိမိရဲ့စိုင်းရှိမျက်နှာမူရတက်တဲ့ကိုမျက်နှာမူပြီးတော့ဒီနေ့မှာလက်ဖက်ရည်တောင်းရင်ဇေယောင်းကောင်းမှုဆူတောင်းလိုက်ပါခင်ဗျာ အမှုအခင်းကြုံနေရသူရှိရဆိုရင်တော့အမှုကြုံနေရသူရဲ့အမိကိုရွှေဖြုံနီးမှရစ်ပြီးတော့သီလရှင်ဆရာလေးတပါးပါးကိုလှူဒါန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေရှိရဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာနွားတို့အနေငယ်တောင်းရင်ကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချီးရဲ့မြတ်တိုင်းအိမ်တော်ရေးအစဉ်ပြေဖို့အတွက်ဆိုရင်တော့မနေ့စောစောညောင်မင်းကိုရေသွန်းလောင်းရင်ဆူတောင်းလိုက်ကြပါခင်ဗျာ